ထင်ပါလေအဲ့လိုအေးစေးပါပဲတိတ်ပူစရာမရှိပါဘူးအာတရုတ်ကဒီတိုင်းဒီတိုင်းထားပြီးတော့ထားပေးတာစက်ကောက်စီနဲ့အေအေတို့နဲ့ကချိန်နေကြည့်နေတာဒီဘက်ကဟိုကလည်းလောကလောကသူရခိုင်မှာရနေတဲ့အရေးအမြစ်အကျိုးစီးပွားကိုအဲ့ဒါကြောင့်ပြောတာစက်ကောက်စီကကြီးမားတဲ့အာနက်ချက်ရှိနေတယ်သူ့မှာတောင်ပိုင်းကနေပြီးတော့စီးပွားရေးလမ်းကြောင်းတွေသာမဝင်တော့ဘူးဆိုရင်အနောက်တကားလည်းပိတ်ပြီး ဒီဘက်ကရှမ်းမြောက်လည်းပိတ်ပြီးရှမ်းအရှေ့ဘက်ကနေအရှေ့ကြီးခရီးရှည်ကြီးကိုသွားပြီးတော့ကုတ်သွေးလမ်းကြောင်းအမတ်နစ်ကိုဖွင့်ရတော့မှအဲ့ဒါတာချီလိုက်လမ်းကြောင်းကြီးအဲ့ဒီလိုမျိုးအောင်းနှက်ချိတ်ဖြစ်နေတာဒီဘက်ကသူကရသလောက်အခွန်ဥပမာပေါ့အေအေတို့30လောက်ပေးလဲ30ပါဆင်းလောက်ယူပြီးတော့နေမဲ့အချင်းနေအဲ့ဒါကသူ့အတွက်ကစီးပွားရေးရညှိတာကအကြောင်းမဟုတ်ဘူးနိုင်ငံရေးရညှိမယ်ဆိုရင်လောက်ပါဆုတ်ပြတ်တော့ပါဘူးဘာလို့လဲဆိုရခိုင်နယ်ကိုသူရှုပ်သွားပြီးဆိုတာဝန်ခံလိုက်တယ်ရှမ်းမြောက်မှာလည်းတနည်းဝန်ခံလိုက်တယ်လို့ဖြစ်သွားပြီအဲ့ခါကျရင်တခြားပြည်နယ်တွေကငါတို့လည်း အရာရုပ်အရာရုပ်ထွက်မှရမယ်ဆိုပြီးတော့တိုက်အောင်မြင်လာရင်ပြတော့မှာလေ